စ်ဆွေများအားလုံးမင်္ဂလာပါရှင်လူနာတပိတာ channel မှာကြိုဆိုလိုက်ပါရရှင်အားလုံးပဲမင်္ဂလာရှိရနေရနဲ့မင်္ဂလာရှိရ channel ကိုပါဆက်နေကြပြီးပြပြများဝေးကွာကကိုရောစိတ်ပါကျမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါရရှင်အာအခု reading ကကြတော့ကိုရဲ့စိတ်ထဲမှာရှိနေတဲ့တစ်ဖက်သူသူနဲ့ကိုယ်နဲ့နှစ်ယောက်ကအဆက်အသွယ်မရှိတဲ့အနေထားဥပါဖြစ်နေတယ်ဆိုတာကိုမသိရတဲ့အနေထားဒါပေမဲ့ သူပါတဲ့ခန်းစားနေရလဲဆိုတာလည်းသိကျင်တယ်သူကိုယ်ကိုဘာများပြောမလဲဆိုတာလည်းသိကျင်တယ်ပေါ့နော်ဒီလိုလူတွေအတွက်ယူရပြီးတော့ဖပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒီနေ့ဒါအတွက်ပေါ့နော်ဒီ reading ကိုကြည့်တဲ့နေ့ပေါ့နော်အဲဒီနေ့ဒီနေ့ဒါအတွက်ကိုအာတစ်ဖက်သူကကိုယ်ကိုပါရီပြောခြင်းလေပေါ့နော်တစ်ဖက်သူကကိုယ်ကိုပေးခြင်းတဲ့ message ကဘာဖြစ်မလဲဒါလေးကို clarity ဒီနေ့ဖတ်ပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ timeless reading မှာဒီ reading ကိုကြည့်တဲ့ ပင်နေမှာဆိုပေါ့နော်အဲ့ဒီနေ့တနေ့ဒါအတွက်တစ်ဖက်သူကကိုယ်ပြောနေတဲ့စကားလို့တတ်မှတ်မယ်ဆိုလို့ရှင်လည်းရပါတယ်ရှင်ဒါအမြဲတမ်းလာမေးနေလို့ပေါ့နော် timeless လား timeless လားလာမေးရတော့ကြောင့်မလို့အဲလာပိုင်း reading နေပေါ့နော်ဥမာမေလအတွက် april အတွက်အဲ့လိုမျိုးတွေပါမဟုတ်ဘူးဆိုလို့ရှင်တော့အဲ့ reading နေအကုန်လုံးက timeless reading ပါရှင်ပဲချိန်ကြည့်ကြည့်ကိုနဲ့စပေးတဲ့ energy နဲ့ကိုက်ညီရဆိုရှင် every reading ကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်ကိုအတွက်အဖြစ်တည်းအမှရှိပါလိမ့်မယ်ရှင်ဟောယူဆုံး uh, energy စပေးပါမယ်ဒါကနှစ်ယောက်ရဲ့ energy လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ energy လည်းဖြစ်နိုင်တယ်ဒီခါကျတော့ရှင်ဒီမိကုန်းလည်းမေးကြတယ်ပေါ့နော် energy က shift ဖြစ်နိုင်သလားပေါ့နော်တစ်ဖက်နဲ့တစ်ဖက်နဲ့ကိုချိန်တယ်ပြောင်းသွားနိုင်လားပေါ့เนาะပြောင်းသွားနိုင်ပါတယ်ဒါကြောင့်ရှင်ဒီ re နဲ့မှာပါတယ်ကိုဆိုတာကတစ်ဖက်သူဖြစ်ပြီးတော့တစ်ဖက်သူဆိုတာကကိုဖြစ်နိုင်ပါတယ်အဲ့လိုမျိုးကြီးလည်းပြောင်းသွားနိုင်တယ်ပေါ့เนาะ I can't talk to you right now. တော့ဒါဆိုနောက်ခုနကတော့ပြောခဲ့တဲ့อืมကြောင်ရနေကအတူတူဖြစ်သွားပြီပေါ့နော်။နှစ်ယောက်ကအခုချိန်မှာအဆက်အသွယ်မရှိတဲ့အချိန်စကားပြောလို့မရတဲ့အနေအထားလို့ပြနေပေါ့နော်။အာဒါမဲ့ပြောလို့မရတဲ့အနေအထားဆိုရင်စိတ်ထဲမှာတော့ပြောချင်နေရဆိုတာမျိုးတကယ်အလက်တွေပြင်မှာတော့ဆက်သွယ်လို့မရတဲ့အနေအထားမျိုးဖြစ်နေပေါ့နော်။အဲ့လိုမျိုးလို့မြင်ရတယ်။ will this ever change ဒီအခြေအနေကြီးပြောင်းလဲသွားမလားဘောနော်သူသူဘက်ကနေကိုယ်များဆက်သွယ်လာမလားနှစ်ယောက်ကြားထဲမှာအဆက်အသွယ်တွေပြန်ပြီးတော့အဆင်ပြေနေပြန်ရလာမလား why do i feel so locks now အခုလိုမျိုးသူစီကနေအဆက်အသွယ်ရကြနေတာသူ့အကြောင်းနေတည်ကျင်နေတာကိုလည်းကိုယ်အနေနဲ့ကဘောနော်ရှုံးနေနေဆိုတဲ့ခံစားချက်မျိုးဖြစ်နေရေဘောနော်အာပြောရင် တစ်ဖက်သူကကိုယ့်ကိုအသာစီးရပါတယ်ဆိုတဲ့ခံစားချက်မျိုးကိုကအမြဲတမ်းရှုံးနေရတယ်ဆိုတာမျိုးနောက်နောက်တစ်ခုကကျတော့ကိုကသာသူ့သူ့เจ้าနေတည်ခြင်းပြီးတော့သူနဲ့အဆက်အသွယ်ရခြင်းနေရသူ့ဘက်ကတော့အဲ့လိုမျိုးမဟုတ်လာဘူးဆိုတဲ့အတွေ့အမျိုးတွေနေပေါ့နော်ဒီလိုလေးကိုအာအိုင်နီထွေပြားနေဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတို့မြင်နေပေါ့နော်အဲ့တော့ဒီ energy နဲ့ကိုင်းကြည့်လို့ရှိရင်ဒီ reading ကိုဆက်ကြည့်လို့ရပါပြီ။ဒါဆိုရင်တစ်ဖက်သူက ညင်းတဲ့တာအတွက်ပေါ့နော်ကိုဘယ်လို message ပေးခြင်းလဲသူသားကိုကို support ခွင့်ရမယ်အဆက်အသွယ်လုပ်ခွင့်ရမယ်ဆိုရင်ဘယ်လိုစာရေးပြီးတော့ပို့ဖြစ်မလဲပေါ့နော် Will this pain ever stop? will this ever change ဒီနာကျင်မှုကြီးကဘယ်ချိန်များမှယက်တန်သွားမှာလဲယက်တန်သွားမဲ့အချိန်ရောရှိပါမလားကိုယ်နဲ့ပတ်သက်ပြီးတော့နာကျင်ခံစားနေရတယ်ခံပြင်းနေရလဲဖြစ်နိုင်နေပေါ့နော်အဲ့လိုမျိုးလို့မြင်ရတယ် What do you see in me သူ့ကိုဘယ်လိုသဘောထားလဲပေါ့နော် ခုချိန်မှာသူနဲ့ပတ်သက်ပြီးတော့ရောလုခံစားနေရလဲသူ့ကိုဘလို့မြင်လဲနောက်သူ့ကိုကြည့်တဲ့အခါသူ့ကြောင်းတွေ့တဲ့အခါမှာဝဲခံစားချက်တွေကဘလိုမျိုးဖြစ်နေလဲဒါလည်းသူသိကျင်နေပေါ့နော်သူက question တွေများနေရပဲသူလည်းပဲလည်း question တွေကိုမလည်း question တွေပေါ့နော်သူလည်းပဲကိုเจ้าနေသိကျင်နေတယ်သူ့ပုံမှာဘလိုသဘောထားလဲဆိုတာလည်းသိကျင်နေရယ်ဆိုတာလည်းမြင်နေပေါ့နော် သူလည်းကိုเจ้าနေစိတ်ဝင်စားနေသေးရဲ့ဆိုတော့လို့မြင်နေပေါ့နော် I can make a decision ဟွာဒီ energy တကူကတော်တော်လေးကိုစင်တူနေနေပေါ့နော်ဒီမှာလဲ I can't talk to you right now I can make a decision နဲ့ question တကူနေပေါ့နော်အဲ့တော့နှစ်ဖက် energy ရာလေးထပ်တူနေပါဖြစ်နေလို့မြင်နေခံစားနေရတယ်သူနာကျင်နေရတယ် အခုလိုအခြေအနေကြီးဖြစ်နေရအောင်စိတ်တည်းမကြအောင်ပုံဝင်မကြအောင်နောက်ကိုရောသူ့လိုဖြစ်နေလားသူ့လိုခံစားနေရလားအင်းကိုရဲ့အတွင်းစိတ်ထဲမှာရောသူရှိနေရလားဒါကိုလည်းသိကျင်တယ်ဒါပေမဲ့သိကျင်လို့လည်းစွတ်လာလို့လည်းမရသလိုကိုလည်းစကားပြောဖို့လည်းသူဆုံးမချက်မျိုးလည်းမချနိုင်အောင်ဆိုတာမျိုးလို့မြင်နေပေါ့နော်အဲ့တော့သူ့မှာပြောရရင်ဆုံးမချက်ချပိုင်ခွင့်မရှိဘူးဆိုတာမျိုးလို့ သူခံစားနေတယ်အဲ့တော့ဖြစ်နိုင်တာကတော့နှစ်ယောက်ရဲ့ဒီဆက်ဆံရေးမှာဆိုလို့ရှိရင်အာသူ့ဘက်ကစပြီးတော့စီးတွေဖောက်ခဲ့တယ်ထွက်သွားခဲ့တယ်နောက်ကိုယ်ကိုနာကျင်စေခဲ့တယ်ပေါ့နော်ပြန်ပြီးတော့ကိုယ့်ဘက်ကလက်မခံလောက်တဲ့အထီကိုဒဏ်ရာတွေပေးခဲ့တာဖြတ်စည်းခဲ့တာမျိုးတွေရှိလိမ့်မယ်ဒါကြောင့်မို့လို့အော်ဒီဆက်ဆံရေးကိုအစ်စ်ပြန်စတာပဲဖြစ်ဖြစ်လက်ခံတာဖြစ်တာအကုန်လုံးကကိုယ့်ပေါ်မှာပဲမူတည်တယ်ပေါ့နော် ကိုဘကသာ no ဆိုတာနဲ့သူဘကလည်းဘာမှဆက်လုပ်လို့မရတဲ့အနေအထားမျိုးလို့သူမြင်နေ။ဒါကြောင့်မို့လို့တော့ပြောရရင်တော့ငင်းခံရမှာပါကြောက်တယ်ဆိုတာမျိုးပေါ့နော်အဲ့လိုခံစားတယ်လို့ဖြစ်နေတယ်။နောက်ဒါကိုကြောင့်လည်းပါတယ်လို့သူ့ရဲ့လက်ရှိအနေအထားမှာလည်းပဲအာသူ့စိတ်တိုင်းကြပါတော့။ဆုံးဖြတ်ချက်ချပြီးတော့ကိုကိုနဲ့ရှစ်ဆက်တာ ကိုစီဆက်သွဲတာဒါမျိုးတွေလုပ်လို့မရသေးတာမျိုးဖြစ်နေမယ်။သူမတခြား ဖီးအားတွေဝင်နေရှိလိမ့်မယ်ပေါ့နော်အဲကြောင့်မလို့နာကျင်ရတယ်ဒီနာကျင်မှုကြီးကိုလည်းအဆုံးသတ်ချင်နေပြီဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့မြင်ရတယ်ပေါ့နော်ဟောဒါကတော့ sorry ဒီနေ့ဖြစ်ပါတယ်ရှင်အလုံးမဲ့ဆုံးနေကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ပေးကြတဲ့အတွက်ရော reading ကိုကြည့်ပေးတဲ့အခါမှာ like subscribe ပေးကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင် မိတ်ဆွေများအားလုံးပဲဘေးပြရာများဝေးကြပါကိုရောစိတ်ပါစမ်းမချမ်းသာကြပါစေ။ကောင်းသောလူရင်းစံတာမှန်သမျှလည်းပြေဝကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီလုံးစမ်းမမနဲ့နေထိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါရစေ။နောက် reading များမှာပြန်ပြီးတော့ဆုံးလေးကြပါအောင်ပါရှင်။